Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ဒီတရွတ်ရက်ကိုစားသုံးပေးခြင်းဖြစ်ပေါ့နော်ကုသပေးနိုင်တဲ့ယောဂါတွေရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်တရတီးရဲ့အရွက်ကကျွန်တော်ရဲ့ကျောင်းမရဲ့အတွက်ဘလို့ကြိုးပြုတဲ့ဆိုတာဒီပါသလားဘလောက်တောင်အသုံးဝင်နေဆိုတာရောဒီပါသလားဟုတ်ပါရင်တရွတ်ရမှာဗီတာမင် C ဗီတာမင် B နဲ့ဗီတာမင် A တို့ကျေဝါစွာပါဝင်တဲ့အတွက်ကြောင့်မို့ကျောင်းမရဲ့အတွက်လုံးကိုကြိုးရှိတာပဲဖြစ်ပါတယ် ီးတော့တခြားအာဟာရဓာတ်တွေလည်းပါဝင်ပါတယ်။ flavonoid နဲ့ phenol တွေမြမားတဲ့အတွက်ကြောင့်လည်းအစွားထက်တဲ့ဓာတ်ဒိုးဆက်နဲ့ဂုဏ်သတ်တွေလည်းများစွာပါရှိနေတာပဲဖြစ်ပါတယ်။တရက်အရွက်အရည်ကိုဒီနေ့တစ်ခွက်ကနေနှစ်ခွက်ထိတောက်သုံးနိုင်ပါတယ်။ဒီအရွက်တွေကဆေးဘက်ဝင်တဲ့ဂုဏ်သတ္တတွေအပြင်နဲ့ကျမ아이ပြဿနာတွေကိုကုသပေးနိုင်ပါတယ်။ဘာကြလဲဆိုတော့ကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်။ကျွန်တော်နံပါတ်1အချက်အနေနဲ့ကတော့စီချိုယောဂါရှိတယ်ဆိုလို့ရှိရင်တရွက်ရက်ကိုအသွင်ပြုလို့ရပါတယ်။ ဒီတရတိရဲ့အရွက်ကစီတိုယောဂာနဲ့အဝါလိုခြင်းကိုထိန်းချိန်ပေးနိုင်ပါတယ်တရရဲ့အရွက်မှာပါရှိတဲ့ထန်နင်းနဲ့ဒီအန်ဒိုဆိုင်ယန်တွေကစီချိုယောဂါကိုကုသရာမှာအလွန်ထီအောင်မှုရှိတာပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။စီချိုသွေးချိုယောဂါနဲ့ဒီစီချိုကြောင့်ဖြစ်တဲ့မျက်ကြည်လွှာယောဂါတွေကိုလည်းကုသနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတရရဲ့အရွက်မှာပေါ့နော်ဂလိုက်ကွန်ဂျင်ပေါင်းစပ်မှုကိုလန့်ဆိုပေးတဲ့ Tara 03 Beta နဲ့ ဤတဲ့ estate astrological ရဲ့တပေါင်းနဲ့ပါဝင်နေလို့ပဲဖြစ်ပါတယ်။တရရွက်ကိုအမှုန့်ပုံစံလုပ်ပြီးလဲကျွန်တော်တို့စားသုံးပေးလို့ရပါတယ်။ဒါမှမဟုတ်ထမင်းစားတဲ့အခါမှာပေါ့နော်။အရွက်နူလေးတွေကိုမြှုပ်ပြီးတော့စားပေးလို့လည်းရပါတယ်။အဲ့ဒါကအလုံးကိုကောင်းမွန်တာပဲဖြစ်ပါတယ်။စုစုယောဂလက္ခဏာတွေတက်တာစေဖို့အရွက်ကိုရေမှတညဆင်ပြီးတော့အရွက်ကိုညှစ်ပြီးတော့တောက်လို့လည်းရပါတယ်။ပြီးတော့ဒီအရွက်ကိုပေါ့နော် hyperglycemia ကုသရမှာလဲအသုံးပြုနိုင်ပါတယ်။ မနစ်အချက်အနေနဲ့ကတော့တွေးတော်ယောဂါတွေရှိမယ်ဆိုလို့ရှိရင်တော့တရွရက်ကိုကျွန်တော်အသုံးပြုလို့ရပါတယ်။တွေးပုံချင်းကိုရှင်းချပေးပြီးတော့တွေးတော်ယောဂါဖြစ်နိုင်ခြေကိုရှင်းချပေးလို့ပဲဖြစ်ပါတယ်။တရွရက်ကတွေးတော်ယောဂါကိုကုသရမှာဂုဏ်ကြီးပေးနိုင်ပါတယ်။ တရရွဲ့ရဲ့သွေးပုံချိန်ကြောင့်ကိုရှင်ပင်နေတဲ့ဂုံသက်တွေတွေကဒီသွေးကြိုးတွေကိုအားကောင်းစေပြီးတော့ဘာရီကော့စ်ဘင်းပြဿနာတွေကိုကုသပင်နေတာပဲဖြစ်ပါတယ်။ပြီးတော့ဒီသွေးပုံချိန်ကိုရှော့ချပင်နေတဲ့အစွမ်းသက်သည့်ရှိတဲ့အပြင်အဲ့ဒီအရွက်ကသွေးကြိုးတွေကိုတန်မာစေဖို့အတွက်အလုံးကိုချီအောင်မှုရှိတာပဲဖြစ်ပါတယ်။ဒါကလည်းသွေးပောင်ခြင်းပြဿနာတွေကိုရှင်းချစေပြီးတော့သွေးပောင်ခြင်းထိန်းကြီးစေဖို့ပိုကောင်းအောင်ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ကဒီသရွက်ရွက်ကိုပေါ့နော်ဒီအချောက်ထမ်းပြီးတော့အမှုန်နေနဲ့ ကျွန်တော်ဒီဖြိုတောင်းလို့ရသလိုအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းသမင်းစားတဲ့အခါမှာတရွရွအနုလေးတွေကိုပေါ့နော်အခုပြီးတော့ကြတော့ဒီညုံစားပေးခြင်းဖြင့်ကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းကနေကျောင်းမကြီးကောင်းကျိုးတွေကိုပေးဆောင်နေမှာပဲဖြစ်ပါတယ်။နံပါတ်3ချက်နေနေကတော့ကြောက်ကကြောက်တယ်ရာမျိုးသေးချေကြောက်တယ်ရာမျိုးရှိမယ်ဆိုလို့ရှိရင်တရွရွကိုအသုံးပြုလို့ရပါတယ်။ဒီတရွရွက်ကကြောက်ကကြောက်တဲ့ခြင်းနဲ့သေးသေးကြောက်တဲ့ခြင်းကိုကုသရမှာလုံးကိုထောက်ကူပြုလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ်တော့ ဘယ်လိုလုံးဆောင်အောင်လဲဆိုတော့ဗောနော်ဒီတရွက်ရက်ကိုအရိပ်ထဲမှာပဲအဲလေးတလက်အောင်6အောင်အချောက်ခံပြီးတော့အမုံဖြစ်တဲ့အထိကျိတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီအမုံငွေရေးနဲ့ရောဆက်ပြီးတော့တရွက်ရက်အရေကိုတ냐သိပြီးတောင်းမယ်ဆိုလို့ရှိရင်ကြောက်ကကြောက်တဲ့ခြင်းတွေကောင်းမွန်စေသလိုကြောက်တွေကိုကွဲထွက်စေပြီးတော့စီလံကြောင်းကနေဖေရှားပေးနိုင်တာပဲဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်သမင်းစားတဲ့အခါမှာနော်တရရဲ့အရွက်နုနုလေးတွေကိုမြှုပ်ပြီးတော့ စားပေးရင်လည်းအလွန်ကိုကောင်းမွန်တာပဲဖြစ်ပါတယ်နမလေးချက်နေနေရတော့စေပန်းဆံရမငိသက်ချင်းကိုခန်းစားနေရတယ်ဆိုလို့ရှိရင်တရွရွက်ကိုအသုံးပြုလို့ရပါတယ်။တရွရွက်မှာပါရှိတဲ့ဖိုင်တိုကီမီကယ်ဖြစ်တဲ့မန်ဂျီဖရင်ကစွန့်ရင်စင်းကြောင့်ခန်းစားရတဲ့စိတ်မြင့်တက်မှုတွေကိုပြေလျှော့စေပြီးတော့ခန်းစားနေရတဲ့လူကိုစိတ်သက်သာရရစေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီတရက်သီးအရွက်ကလည်းစိတ်ကြောက်ရောဂါအတွက်အင်တွင်းဆေးကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီ အစာစားတဲ့အခါမှာတရွဲ့ရွဲ့အနူလေးတွေကိုမြှုပ်ပြီးတော့စားလို့ရတယ်လို့ကျွန်တော်ရေချိုးတဲ့အခါမှာပေါ့နော်ဒီတရွဲ့အရွက်ရည်ပေါ့နော်နှစ်ခွက်ကနေသုံးခွက်ခန့်ကိုဒီရေထဲမှာရောဆက်ချိုးပေးခြင်းဖြင့်စိတ်ပိပန်းမှုကိုတသာစေတယ်လို့ဆိုထားချက်တွေရှိပါတယ်နံပါတ်5ချက်အနေနဲ့ကတော့တက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုလို့ရှိရင်တရွက်ရွက်ကိုအသွင်ပြုလို့ရပါတယ်။တရွက်ရွက်ကတက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာမျိုးမျိုးအတွက်ကောင်းမွန်စေလိုပဲဖြစ်ပါတယ်။ အေးမီရာမျိုးလေချောင်းနာရာမျိုးနဲ့ပန်းနာရင်ကျက်ယောဂဝေနာရှင်တွေတွေ့ဆိုလို့ရှိရင်ဒီတရရက်ကအထူးကိုတင့်လျော်တာပဲဖြစ်ပါတယ်တရေအရွက်ကိုပြုတ်ပြီးတော့ပြားရင်နေငယ်နဲ့ထဲကကျွန်တော်ဒီရောဆက်ပြီးတော့တောက်သုံးပေးခြင်းဖြင့်ချောင်းဆိုးခြင်းကိုထိရောက်စွာပျောက်ကင်းစေပါတယ်ပြီးတော့အတန်ဝင်တာတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းဒီပြားရင်နေငယ်နဲ့ဖြောဆက်ထားတဲ့ဒီတရေအရွက်ပြုတ်ရည်ကအလုံးကိုကောင်းမွန်စေပြီးတော့အတန်ဝင်တာကိုပျောက်ကင်းစေမှာပဲဖြစ်ပါတယ် နံပါတ်6ချက်အနေနဲ့ကတော့ဝမ်းသွားတာမျိုးဝမ်းကိုက်ဝမ်းနာတာမျိုးဖြစ်နေမယ်ဆိုလို့ရှိရင်တရရက်ကိုအသုံးပြုလို့ရပါတယ်။ဒီတရရက်ကသေဝမ်းသွားခြင်းကိုကုသရမှာအလုံးကိုအသုံးဝင်တာပဲဖြစ်ပါတယ်။သေဝမ်းသွားတဲ့အခါမှာပေါ့နော်ဒီသေဝမ်းသွားတာကိုတတပြောက်ခင်းစေဖို့ဒီတရရက်ကိုအရေးထဲမှာ6ခန်းနဲ့ထိထားပြီးတော့အမုံပြုလို့ရပါမယ်။အဲ့ဒီအမုံကိုရေနဲ့ရောပြီးတော့ဝမ်းကိုက်ခြင်းကိုရည်တန့်စေဖို့အတွက်တောက်သုံးပေးရမှာဖြစ်ပါတယ်။တနည်းလျင်2ချိန်ကနေ3ချိန်ထိတောက်သုံးပေးရမှာဖြစ်ပါတယ်။ မခွန်ချက်နေနေရတော့နားကိုက်ချင်းဝေဒနာတွေခံစားနေရတယ်ဆိုလို့ရှိရင်တရွရွက်ကိုအသွင်ပြုလို့ရပါတယ်။နားကိုက်တာကအတိုးကိုဆိုးရတာပဲဖြစ်ပါတယ်။ဒီကအားဖြင့်တော့နားတွင်းမှာရေဝင်ခြင်းနဲ့ပြီးတော့ဒီဗိုင်းရပ်ဖုံးဝင်ခြင်းကြောင့်နားကိုက်တာတွေကဖြစ်ပေါ်ရတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနားကိုက်တာကိုတက်တာပြောင်းခွင့်ဖို့ဆိုလို့ရှိရင်တရက်အရွက်ကိုအချောက်ခံပြီးတော့အမုံကျိတ်ခြင်းဖြင့်ဒီပြုလုပ်ထားတဲ့တရက်ရွက်ရည်ကအလုံးကိုကြိုးရှိတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတရရွက်အရည်ကိုအသုံးမပြုမီအနည်းငယ်အပူပေးရပါမယ် ဒီစင်းကြီးကတော့နာကဲ့ဝေဒနာတွေအတွက်တဘာဝစိတ်တလဲဖြစ်ပြီးတော့ဘေးရွက်ဆိုးကြိုးလုံးဝမရှိပါဘူး။အိမ်မှာကိုယ်တိုင်လောလောရသလိုလွယ်လေလွယ်ကူပါတယ်။နမရှိအချက်အနေနဲ့ကတော့စီပူလောင်နာမျိုးမိပူလောင်နာမျိုးတတပြောက်ကင်းစေခြင်းနဲ့ဆိုလို့ရှိရင်တော့တရရက်ကိုအသုံးပြုလို့ရပါတယ်။ ျွန်တော်ဒီမီးပူလောင်တာပဲဖြစ်ဖြစ်ပေါ့နော်မီးပူပေါ်မှာရှိတဲ့အပူပေးထားတဲ့မီးပူကြောင့်သောပစ္စည်းတွေကိုမတူတဆထိမိခြင်းကြောင့်မီးလောင်ဒဏ်ရာရတတ်ပါတယ်။ရေပြားပေါ်မှာရှိတဲ့မီးလောင်ဒဏ်ရာတွေရောတသက်ပျောက်ကင်းနေခြင်းနဲ့ဆိုလို့ရှိရင်နော်ဒီတရဲအရွက်တဆုပ်ခန့်ကိုပြဖြစ်အောင်မီးရှို့ပေးရပါမယ်။အဲ့ဒီပြားကိုထိခိုက်တဲ့နေရာမှာလင်းပေးရပါမယ်။အဲ့လိုလိမ့်ပေးခြင်းဖြင့်ဒီမီလောင်တန်ရာတွေကိုတတရာရစေမှာပဲဖြစ်ပါတယ်။နံပါတ်6အချက်နေနေရတော့ဒီကြိုထိုးတာတွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့တရရွက်ကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်တို့ဒီ သမင်းစားပြီးတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ရေတောက်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်မကြာခဏမထင်မဖဲနဲ့တိုးထိုးခြင်းနဲ့ဖြစ်တတ်ပါတယ်အဲ့လိုဖြစ်မဲ့ဆိုလို့ရှင်အလုံးကုန်စိတ်နှောင့်ယှက်ဖြစ်စေပါတယ် ကျွန်တော်ဒီကြိုထိုးနေချိန်မှာပေါ့နော်တခြားအရာတွေကိုလည်းအာယုံဆိုင်လို့မရတော့ပါဘူးပြီးတော့ဒီအချိန်မြွေးနေရာမြွေးမှာပေါ့နော်ကြိုထိုးခြင်းနဲ့ဖြစ်ပေါ်နိုင်ပါတယ်ပိုဆိုးတာကကြိုထိုးတာကိုရက်တက်မှုကျွန်တော်ဒီစေဝါမရှိဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့တရွရွက်ကိုမီးရှို့ပြီးထွက်လာတဲ့မိခိုးငွေကိုချူဆိုင်မယ်ဆိုလို့ရှိရင်တော့ကြိုထိုးခြင်းသာမကပါဘူးတခြားသောလေကြောင်းပြဿနာတွေကိုလည်းတက်တာစီမှာပဲဖြစ်ပါတယ် နံပါတ်30ချက်နေနေရတော့ဒီအစာအိမ်ယောဂမျိုးမျိုးကိုကာကွယ်ခြင်းနဲ့ပေါ့နော်ကုသခြင်းနဲ့ဆိုလို့ရှိရင်တရွတ်ရွတ်ကိုအသုံးပြုလို့ရပါတယ်။အစာအိမ်နာခြင်းဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နေ့စဉ်ဘဝမှာဒါအဖြစ်များဆုံးပဲဖြစ်ပါတယ်။အစာအိမ်နာတာကအသေးမောဖြစ်ခြင်းဖြစ်မယ်ကြီးကြီးမားမားဖြစ်ခြင်းဖြစ်မယ်အခုစလုံးဖြစ်ခြင်းလည်းပြလာနေပါတယ်။ ဘလော့ဘင်းဆိုစီကောင်းမှုပေါ့နော်ဒီတက်မာတဲ့အစာရင်ဟာကျမ်းမာတဲ့လူမျိုးပုံစံမှာမရှိမဖြစ်လို့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဦးလန်းချောင်းကိုကျမ်းမာနေအောင်ထားဖို့အလုံးရေးကြည့်တာပဲဖြစ်ပါတယ်။အဲ့ဒီတော့တရက်အရွက်ကိုပေါ့နော်ရင်းညွှန်းညွှန်းလေးနဲ့စင်ပြီးညာသိပ်ထားပါမနက်ခင်းမှာတရက်အရွက်ကိုညှစ်ပြီးတော့နေတိုင်းတောင်းမယ်ဆိုပါကအစာရင်အားစင်းဖြစ်လှုပ်ဆောင်နိုင်ပြီးတော့အစာရင်ယောဂများစွာကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။အခုတတိပေးကျင်ပါတယ်လေချုပ်ဝမ်းချုပ်တတ်တဲ့သူဆိုလို့ရှိရင်တော့တရက်ရွက်စားခြင်းကိုချင်းချင်းပြီးတော့စားသုံးပေးပါ။ အခုပြောပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ဒီနေ့စဉ်ပတ်ဝန်းကျင်မှာပေါ့နော်တွေ့နေရတဲ့အပြင်းအထန်မှာတရွတ်ရွတ်ကနေပေးဆောင်နိုင်တဲ့ကျွန်တော်တို့ရဲ့ကျမရဲ့အကျိုးကျေးဇူးတွေအကောင်းအကျိုးတွေကိုကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မလို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ ဓမ္မရေးဘုဒ္ဓတာတွေတော်ပါပြီစေချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ